တရင်ပဲသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခြေဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါရခင်ဗျာကုရကပရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေါဆန်းစိုးကြီးကိုအချင်းတင်းနာဖန်ဝင်ရတုံးမှုကအမားရင်းလာဆိုတဲ့တရင်တစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်ကုလသမဂ္ဂထုတ်ထွေးညီလာခံနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနေရာစလုံးကလုပ်ပေးရေးတုံးဆိုထားတဲ့နိုဝဲငြိမ်းချမ်းရေးဆိုးရှင်တဲ့နိုင်ငံရေးကျင်းတာတအိုးကိုနိုင်ငံကဖောင်းဝင်းရထုတ်လိုက်ခြင်းဟာရှားပါဖြစ်စဉ်တရားဖြစ်ပါတယ်။ဒါပေမဲ့ခုနှစ်ဖေဖော်ဝါရီလမှာအဲ့ဒီပြည်ရမျိုးပေါ်ပေါက်ခဲ့ပြီးအာဂျင်တီးနားတရားရုံးကတော့ဆန်စုကြည်ကိုဖောင်းဝင်းရထုတ်ခဲ့ပါတယ်။တရားရုံးရဲ့ဆုံးဖြတ်ချက်မှာလူမျိုးတုံးတပြတ်မှုနဲ့လူသားနှောနှဲ့ပေါ်ဂျိုးလုံးနဲ့ရာဇဝဲမှုစွပ်စွဲချက်တွေနဲ့အလိုရှိနေတဲ့မြန်မာနိုင်ငံသား25ဦးရဲ့အမည်စည်းရင်းကိုထုတ်ပြန်ထားပါတယ်။အဲ့ဒီစည်းရင်းမှာစကောင်းဆောင်မင်းအောင်နိုင်တာမကောင် င်ငံတော်ရဲ့ဒိုင်မကန်ပိုးကိုတော့ဆန်ဆိုးချီနဲ့တမရအောင်ဦးထင်းကျော်တို့လည်းပါဝင်ပါတယ်။ဒေါအောင်ဆန်ဆိုးချီက2021ခုနှစ်ဖေဖော်ဝါရီလ7ရက်အနာသိမ့်မီထိမြန်မာနိုင်ငံရဲ့လူထုခေါင်းဆောင်အဖြစ်ထိရောက်စွာတာဝန်ထမ်းဆောင်ခဲ့ပြီးဆေးအနာသိမ့်ပြတဲ့နောက်ကိုချိန်တီချင်းချခံထားရပါတယ်။အာဂျင်တီးနားတရားဝန်ကမြေတီးနေရာမှာဂျိုးလွန်ခဲ့ပြီးဖြစ်ပါစေ။အချို့သောဂျီလေးတဲ့ပြည်မှုများကိုတရားစွဲနိုင်တဲ့ဥပဒေမူပေါင်းပေါ်အခြေခံကအခုလိုဒေါအောင်ဆန်ဆိုးချီကိုဖန်ဝင်ရန်ထုံးနိုင်တဲ့စီရင်ပိုင်ခွင့်ကိုကျင့်သုံးနေလို့ဆိုပါတယ်။အဲ့ဒီအမှုကမြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစုရိုဟင်ဂျာလူမျိုးစုကိုခွဲခြားဆက်ဆက်မှုပေါ်အဓိကထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။မွတ်စလင်ရိုဟင်ဂျာတွေကရခိုင်ပြည်နယ်အနောက်ပိုင်းမှာအများစုနေထိုင်ကြပြီးမြန်မာနိုင်ငံတိမတ်ပြုတ်နိုင်ငံသားနဲ့တိုင်းရင်းသားလူမျိုးစုဖြစ်ခွင့်ရရေးတို့ကဆယ်စုနှစ်အများစွာအတားအဆီးတွေနဲ့ကြုံနေရပါတယ်။ဒါကိုပြောမယ်ဆိုရင်2019ခုနှစ်ရိုဟင်ဂျာပြည်ထနာကစမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ1988ခုနှစ်ကတည်းကတက်တက်နဲ့စတက်ဂျောတောင်းနောက်ခံပြုတ်ပါတီများကတစ်ပတ်ဒေါ်ဆန်စုကြည်နဲ့ဒူမိုင်းရဲ့မျိုးသားဒီမိုကရေစီပွဲချုပ် NLD ပါတီကတစ်ပတ် နိုင်ငံရေးပြည်ပခါများဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။နေပေါင်းများစွာရှင်မတိုးနာမဆုပ်ဖြစ်နေပြီးတဲ့နောက်မှာ2016ခုနှစ်မှာစတက်နဲ့ဒေါအောင်ဆန်းစုကြည်တို့သဘောတူညီမှုရခဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်ကရတားဆိုးရကိုအိုးဆောင်ကစေကောင်းဆောင်မင်းအောင်လှိုင်ကစတက်ကိုအိုးဆောင်ခဲ့ပါတယ်။စတက်ဟာပွဲစည်းပုံခြေကဥပဒေအရမိခိုကင်းပြီးတရားရောက်တဲ့နိုင်ငံရေးခွင့်ရေးများလည်းရရှိထားပါတယ်။အဲဒီနောက်2016ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာတော့ Ranger တောင်ချမ်းသူတွေဟာမြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့နေချာဆောင်ရဲခင်းစခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ်ဩဂတ်လမှာလုံခြုံရေးတပွဲများကနယ်မြေရှင်းလင်းဆက်ဆင့်ရေးတွေစတင်ခဲ့ပါတယ်။ဒါကြောင့်ရိုဟင်ဂျာထောင်ပေါင်းများစွာတပ်ခန့်ခဲ့ရပြီးလူပေါင်း၉နှစ်ဒင်းဝန်းကျင်ခန့်အိမ်ကြီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံစီထွက်ပြေးခဲ့ရကဒါကလူမျိုးရေးတင်မမှုပြည်ပခါတွေများတာကြောင့်ခင်ခင်နဲ့အတိအကျမသိရသေးပါဘူး။ဒါကိုစစ်တပ်ကအင်အားလွန်ကျွံအုံပြုမှုကိုညှင်းဆုပ်ခဲ့ပေမဲ့လေရိုဟင်ဂျာတွေပေါ်မြန်မာရဲ့လုံရဟာစိုးစိုးဝဲဝါလူခွင့်ရေးချိုးပေါမှုဖြစ်နိုင်ငံတကာစောင့်ကြည့်လေးလာရေးပေါ်နေတဲ့ကုလသမဂ္ဂကတတ်မှတ်ထားပါတယ်။တိုးဝင်မလဲအဲ့ဒီစစ်ရေးတွေဟာ လူမျိုးတုံးတပြတ်မှုမြောက်သလားဒေါအောင်ဆန်းစုကြည်မှာဘလောက်တိတာဝန်ရှိတယ်လဲဆိုတဲ့မဲဆေးရမဲခိုးနှစ်ခုရှိနေပါတည်းနောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အထက်မင်းသားမှာရှိတဲ့ရှမ်းတက်ကြီးပြိုးဟာစကန်တွင်စကောင်းစီတပုတ်ဝင်ချင်းချင်းဖြစ်ခတ်မှုဖြစ်ပြီးတဝိုးတည်ဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်မကွေးတိုင်းအထက်မင်းသားမျိုးနဲ့မှာရှိတဲ့ရှမ်းတက်ကြီးပြိုးဟာတစကန်မှာစကောင်းစီတပုတ်ဝင်ချင်းချင်းဖြစ်ခတ်တပြတ်မှုဖြစ်ခဲ့ပြီးတော့တဝိုးတည်ဆုံးသွားတယ်လို့ဆိုပါမျိုးကန်တွေကပြောဆိုပါတယ်ပုံမှန်မဟုတ်တဲ့တနက်ဖြစ်ခတ်တန်တွေအရင်ကြားတယ်ဒီနေ့ကျတော့အဲ့ဒီပြိုးဟာမှာ ဒါဝင်ချနေတဲ့အမြောက်တက်ကစတားတအိုတက်တယ်ဆိုပြီးတက်တဲ့ကတရင်ပွက်လာတယ်။တကယ်ကအချင်းချင်းဖြစ်ခတ်မှုဖြစ်ပြီးတည်တာလို့မင်းလာမျိုးကန်တရင်ရှင်မြစ်ကဆိုပါတယ်။အဆိုပါရှမ်းတက်ကြီးပြောတာတက်စကန်ဟာမင်းလာမျိုးနဲ့အတွင်ပသိမ်မုံရလမ်းမကြီးပေးမှာတည်ရှိပါတယ်။အဲဒီတည်ဆန်ဟာမေလာ7ရက်နေ့ညနေ3နာရီခန့်ကဖြစ်ပွားခဲ့ပြီးအကြံဘက်စကုံးစီကတရင်ထိန်ချန်ထားတယ်လို့အတံမင်းလာမျိုးနဲ့မှာပြည်သူ့ကောက်ဝေးရဲဘော်တအိုးကလည်းပြောပါတယ်။အခုတရင်ချရတဲ့လောက်တော့အချင်းချင်းဖြစ်တတ်သွားတာပို့ပြီးတော့ဖြစ်နိုင်တယ်။ဒေသွားတာကရိုးရိုးတက်တာဖြစ်တယ်။ ဒီကိစ္စကသူတို့အတွင်းမှာတော်တော်လေးလုံးလုံးခက်ခက်ဖြစ်နေတယ်လို့၎င်းကပြောပါတယ်။လက်ရှိမှာအထံမင်းလာမျိုးနယ်တွင်ဂျီဝါများကိုလဲလဲစကြောင်းထိုးနေတဲ့အင်ယာတရာခန့်ပါစကောင်းစီစကြောင်းနဲ့ဒီဒုက္ခဝယ်တပွဲများချားမှဆေးရဲတင်းမှလည်းရှိပါတယ်။အဆိုပါစကောင်းစီတဲ့စကြောင်းကိုပတိမုံရောလမ်းမိုင်းတနေရာမှာဒီဒုက္ခဝယ်တပွဲများကမေလာရှေးရနေ့ကတိုက်ခိုက်ခဲ့ပါတယ်။အဲဒီစကြောင်းပြန်ထံမင်းလာနဲ့ငပင်းလုံးနယ်တွင်ရခိုင်ရုံးမတစ်လျှောက်စကမ်းများကိုဓမ္မကိုဆက်ကိုအိုးဆောင်တဲ့တရေများနဲ့စစ်တဲ့နယ်စင်အများပြအင်အားဖြည့်တင်းနေပြီး ဒေတာတွေမှာဈေးရဲတင်းမာလာနိုင်တဲ့အခြေအနေကိုကြိုတင်သတိပြုကြဖို့ကာကွယ်ရေးဖွဲ့တွေကသတိပေးထားပါတယ်။ပတိမုံရလမ်းမောမှာရှိတဲ့ပဒံ၊ကန်တုတ်၊ရှမ်းတက်ကြီးစခန်းများကိုလည်းစကောင်းစစ်ကအင်အားအများပြားဖြည့်တင်းနေပါတယ်။နောက်ထပ်ထမ်းတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂျိုးပင်ကောင်မှာပြည်သူနှစ်ဦးကိုပြစ်ခတ်တပြက်ခဲ့တဲ့မယ်ရင်းရဲ့မဟိန်၊ဆိုင်းကဲဆေးလာစဉ်တော်လိုင်းရေးဖွဲ့ကပြစ်ခတ်ရာနီဆိုင်ရနေအတွင်းဝင်ပြေးပေမဲ့နေရင်ရဲ့မဟိန်မလို့ပဲတည်ဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။အကိုတိုင်းချိုးပင်ကောင်မျိုးနယ်မှာပြည်သူနှစ်ဦးကိုပြစ်ခတ်တပြက်ခဲ့တဲ့ နေရင်းရဲ့မဟိန်ဖိကက်ခံရပြီးတေသွားတယ်လို့ဒါယာဝတီခရိုင်တရင်3300နဲ့တကွယ်လေးမြေရောက်ပျောက်ချတပွဲအုပ်ပို့မှာတာဝန်ရှိသူတဦးကပြောပါတယ်။ယမန်နေ့မေလ13ရက်နေ့မနက်10:00အချိန်မကိုးတိုင်းဂျိုးပင်ကောင်မျိုးနယ်မျိုးတွင်းအုပ်စုအလဲကုန်းကျေးွာနေမြေရစကတ်မှာနေရင်းမဟိန်ဟာဂျိုးပင်ကောင်မျိုးဘက်သို့ရဲဝတ်နဲ့ဆိုင်ကယ်ဆီးလာတယ်။လဲကုန်းကျေးွာနောက်ဘက်လမ်းရောက်ဒါယာဝတီခရိုင်တရင်3300နဲ့တကွယ်လေးမြေရောက်ပျောက်ချတပွဲအုပ်ပို့ရဲ့ရဲဘော်များကစောင့်ကြိုတက်ခဲ့ကြတယ်။ခုနောက်နေရင်းရဲ့မဟိန်ဟာဖိကက်ခံရတဲ့အခါ အနီးနားမှာရှိတဲ့နေအိမ်ထဲသို့ဝင်ပြေးခဲ့ကြောင်းဒေါ်လိုင်တဘောဝင်များကနေရင်ရဲမဟင်ဝင်ပြေးတဲ့နေအိမ်ထဲတီဝင်ရောက်ခါဦးခေါင်းကိုတနက်နဲ့တစ်ချက်ဖိခက်ခဲ့တာကြောင့်ပွေချင်းပြီးဒေသွားတယ်လို့သိရပါတယ်။အဆိုပါတည်ဆုံးသွားတဲ့နေရင်ရဲမဟင်ထံမှဂျီ3ဂျီ20တောင်းစကားပြောဆက်တစ်လုံးဆိုင်းကဲတစ်စီးနဲ့ငွေသား600ချက်တင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတည်ဆုံးသွားတဲ့နေရင်ရဲမဟင်ဟာဆိုင်းကဲစီးလာတဲ့ပြည်သူ2ဦးကိုရဲမပေးလို့ဆိုပြီးအခြားစစ်ကောင်းစီတပွဲဝင်များနဲ့တူပြစ်ခတ်တပြက်ချင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်း ဒါကြောင့်လှူရှားသူများနဲ့တော်လိုင်းရဲဘော်များရဲ့ချက်လက်များကိုစုံစမ်းထောက်လှမ်းခြင်းမိတို့များထပ်မှဂျောင်းမျိုးမျိုးပြကချင်းချောင်းဝေတောင်းခြင်းတွေလှုံ့ဆောင်နေတာကြောင့်အခုလိုရေးရွာခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ဂျိုးပင်ကောက်ဘော်လုံးကွင်းနားကခေးမှာနေရင်းမှန်ဟင်တာဝန်ချနေခြင်း။အိုးဘိုးကဆိုင်ကယ်ဆေးလာတဲ့ပြည်သူနှစ်ဦးကိုဆိုင်ကယ်မရက်ပေးလို့မောင်းပြေးလို့ဆိုပြီးဖြစ်တတ်ပူတယ်။အဲဒီလိုပြစ်တတ်တဲ့တရင်ကြားကလေးကဒီကောင်ကိုရှင်းမဲ့စီရင်နေထဲထားတာ။အခုနှစ်ပိုင်းထဲမှာလေကုံစကမ်းမှာဒီကောင်တာဝန်ချနေတယ်လို့သိရတာ။ဒီဘက်ရောက်တော့လေစခွေးတွေနဲ့ရွာထဲဝင်ပြီးပေါ်တာဆိုတယ်။ပြည်သူတွေစကငွေညစ်တယ်။ လူပြည်မှာစက်ထားရင်အကုန်လုံးကိုဒုက္ခပေးနေမှာမို့လို့သူ့ကိုအချိန်တလားလောက်ယူပြီးတော့ရှင်းလိုက်ရတာပါလို့ဒါယာဝရီကန်တရင်300ရှစ်ရနှစ်တခွဲလေးမြောက်ပျောက်ချာတပွဲအုပ်ပေါ်မှာတာဝန်ရှိသူတဦးကပြောပါင်ဒါပြင်ပြည်သူများအနေနဲ့လဲဒေါ်လန်ရီတပွဲများကိုဒုက္ခပေးနေကြတဲ့စက်တက်နဲ့ထောက်တိုက်များအနေတို့လုံးဝလုံးဝသွာလာနေထိုင်ခြင်းများမပြုကြရန်စက်တက်ထောက်တိုက်များကိုလည်းအချိန်မြင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်းဒါယာဝီကန်တရင်3800နှစ်တကွယ်လေးမြောက်ပြောက်ချတဲ့ပွဲအုပ်ဖို့က3ပေးချက်ထုတ်ပြန်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ေယာဝတီတိုင်းဂျုံပြိုမြို့မှာရှိတဲ့တန်ကားတော်ဘားနေရာကိုရရရချေဖို့ဆိုပြီးစကောင်းစီခန့်တိုင်းမိုးကပတိန်မြို့နယ်မော်တင်ဆုံးပြားကိုဒီနေ့မေလ၁၄ရက်နေ့မှာပင်းဆောင်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။စကောင်းစီကအေယာဝတီတိုင်းတို့မှာတိုက်ပွဲတွေဖြစ်မှာကိုစိုးရိမ်နေကြောင်းရရရမျိုးမျိုးချိန်နေတယ်လို့ဒေသခံတွေကပြောဆိုပါတယ်။အေယာဝတီတိုင်းတိုင်းမိုးတင်မာဝင်းကိုတိုင်းခေါ်တာမေလ၁၄ရက်နေ့ဒီကနေ့နေ့လယ်တနာရီစထွက်ရမယ်။ကားတွေစီစဉ်ပြီးတော့တန်ကားတော်တွေစုနေတယ်။မော်တင်ဆုံးပြားမှာရရရချေရမယ်လို့ဂျုံပြိုဒေသခံတယောက်ကပြောပါတယ်။ စကောင်းစီကအရာဝေးတိုင်းတို့မှာအားတစ်ခါတက်တော့အေးရင်နဲ့ PDF တွေဝင်လာမှကိုစိုးရင်တဲ့အတွက်ကြောင့်အခုလိုရရေရခြေတာကိုမျိုးမျိုးတွေပြုလုပ်နေပြီးတန်ဃာတော်တွေကိုလည်းပင်းဆောင်နေတာလို့ဆိုပါတယ်။ကာပြင်ပေးခဲ့တဲ့ဒီဇင်ဘာလ26ရက်နေ့ကလည်းအချမ်းပတ်စကောင်းစီခန့်အရာဝေးတိုင်းတိုင်းမှုတင်မောင်းဝင်းမှာဒိုင်းရဲတပွဲမှုတင်းစောထုံးကိုကော်ပြီးမော်ဒယ်ဆုံးပြားမှာရရေရခြေခဲ့တဲ့လို့မော်ဒင်ဆုံးထိတာကန်နေစီကနေသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ Sorry အရှင်မင်းသားကထရန်ကိုခရမ်းရောင်ကိုစောခင်ကြိုးဆိုခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ 2018မှာ Washington Post သတင်းတောက်တို့တက်ခန့်ရမှုမှာအမေရိကန်မှဆွဆွဲခံထားရတဲ့မင်းသားကစော်ဒီအာရေဗျနိုင်ငံကိုရောက်ရှိလာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုခင်းအောင်ကိုစောက်ခင်ကြိုဆိုခဲ့ပါတယ်။တွဲဟာ၎င်းရဲ့ဒုတိယတက်တန်ပထမဆုံးတက်တမန်ခေးစဉ်ဖြစ်ရီယန်မျိုးတို့မှရှိတဲ့လေစိတ်မှယမန်လေးကရောက်လာခဲ့ပါတယ်။စော်ဒီအာရေဗျဟာတရားဝင်နိုင်ငံတော်ဧကန်ပွဲတွင်နဲ့ထိတ်တန့်ဧည့်သည်တွေအတွက်ခင်းအောင်ကိုစောများကို2021ခုနှစ်မှာစတင်အသုံးပြုခဲ့ပါတယ်။ MBS လို့လည်းတည်ကြတဲ့အင်ရှင်မင်းသားမိုဝတ်မတ်ဘက်ဆယ်ဆယ်မှာဟာ journalist german shoki ကို2018ခုနှစ်မှာ istanbul မှာရှိတဲ့ sorry ကောင်စစ်ဝင်မှာတပြက်ထားတယ်လို့ american ကစွပ်စွဲထားပြီးဒါကို sorry ဆိုရကလည်းမျက်တစေညှင်းဆိုထားပါတယ်။ခေကင်တမရဂျိုးပိုင်းနိုင်ငံရဲ့လက်ထက်မှာ journalist german karoki ကိုတပြက်မှုကြောင့်ရဆိုင်ထားတဲ့လက်နက်အယောင်ဝဲကို trump ကပြန်စားနိုင်ခဲ့ပြီး american dollar 100 billion တန်ဖိုးရှိမယ်လို့သိရပါတယ်။အဆိုပါ trump ရဲ့လေးရကြာခေးစမှာနိုင်ငံရေးဝန်ကြီး marco rubio နဲ့ crony တတိ elon musk တို့လည်းတူလိုက်ပါတော့ပါတယ်။ဒါပြင် trump ဟာ qatar နဲ့ arab စုပေါင်းများပြည်တော်စုကိုလည်း ။ဒါမဲ့ဂျာတာပရင်းနဲ့မှာခရီးစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သွားရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဂါတာဆော့ဘွားကထရန့်ကိုဒေါ်လာ3000တန်ဂျယ်လီရင်လက်ဆောင်ပေးရန်စီစဉ်ထားပြီးထရန့်ကလည်းဒါကိုလက်ခံမယ်လို့ပြောထားရအောင်။ဒါကလက်ပေးလက်ယူမှုမြောက်တယ်လို့အမေရိကန်သတင်းစာများကရေးသားဝေဖန်နေကြပါတယ်။ဒေါက်တာထက်မှန်တင်ဆက်ပေးချင်တာကတော့လေးနေလာတာကြိုက်လားဆိုတဲ့သတင်းသုံးသပ်ချက်လေးကိုတင်ပြပေးချင်ပါတယ်။ကမရာကြီးခင်ဗျာအခုနှစ်ခုမှကျွန်တော်ရွေးကောက်ပွဲလုံးပါပါခင်ဗျာလို့တရုတ်သမ္မတရှီချင်းဖင်ကိုမေးလို့စောက်ဖို့က ခေါင်းလေးကိုတရှိညှိုးပြီးရုရှားနိုင်ငံမှာတရုတ်တသိစီရင်ခံခဲ့တယ်။အဲဒီချိန်ကနေစပြီးတော့အော်မအွန်လိုင်းစပီကာတွေဟာပြိုင်းသူထားချွာလာတာကိုတွေ့ရတယ်။ကျော်စိုးဦးနဲ့စော်ဘိုဟင်းတို့လူတစုဟာမုံရတရားဘောကနေ PDF ရဲ့လောင်းလေးကိုချင်းလွဲမြက်ထဲမျောပစ်မယ်လို့လိုက်လွင်ပြောခဲ့တယ်လို့မပူတူကလည်းဝီးမုံကပါဖြစ်တယ်။ဗန်ဆဲလိုကညာဖြစ်တယ်နဲ့လိုင်းပေါ်တက်ကလေးတယ်။အိုရင်တွင်းကစာတင်ကြောင်းကိုလေးရဲနဲ့ဘုံကျဲတာတိတိချင်းနဲ့ဒါသမီးချင်းကိုချင်းမစား မဟုတ်ဘူးလိန်နာလို့ဇိုလိန်ညာရဲတဲ့အထက်တစင်ဦးနဲ့ကြောစွာတို့ကစိုးစုံမယ်။ဒါပြင်ရှာမြောက်ကိစ္စကနေပြန်ကြည့်ရင်လူမချမ်းရင်နေမြေချမ်းရင်ရပြီဆိုပြီးဒေရင်နေနဲ့ဘုံကျဲခိုင်းတဲ့သူတွေဟာအဲ့ဒီဘောမတီကြီးဖြစ်နေတယ်။လေရင်နဲ့ဘုံကျဲတိုင်းဝမ်းသာအားရစွာနဲ့ထောက်ခံခဲ့ကြတဲ့သူတွေလည်းဖြစ်တယ်။နောက်ပြီးထက်ကျဲဖို့ကိုလည်းလိုလိုလားလားတောင်းဆိုကြတဲ့သူတွေလည်းဖြစ်တယ်။ဒီလိုပါပဲ။တတခိုင်တို့လိုတကွင်းလုံးပတ်ခံနေတဲ့ပါတီခေါင်းဆောင်ကစတက်လောက်တဲ့ရွေးကောက်ပွဲကသာတမတမအကြဆုံးလို့ဆောက်ရှက်မရှိမပြောရခဲ့သလို ကိုကိုအီတို့လိုချောင်းလွတ်တော်တက်ချင်တဲ့သူတွေကလည်းအခုရွေးကောက်ပွဲဟာစတက်လို့ခြင်းနဲ့ရလက်ပမာဖြစ်မယ်လို့ယွန်စရာကောင်းလာအောင် ပြောဆိုနေတာကိုသတိထားကြမိပါလိမ့်မယ်။အဲဒီမှာအစိုးဆုံးကတော့မဟာလာရွေးကောက်ပွဲကိုဝင်ချမဲ့ပါတီအားလုံးဟာစစ်မှုတန်ဥပဒေကိုထောက်ခံပါကြောင်းကြီးပြောသွားခဲ့ကြတဲ့သူတွေကြီးဖြစ်တယ်။အဲဒီစစ်မှုတန်ဥပဒေကိုထောက်ခံကြောင်းပြောခဲ့ကြပေမဲ့တိုင်းပြည်ကိုမူလအခြေအနေထိရအောင်မလုပ်ပေးနိုင်တဲ့မဟာလာရဲ့တာဝန်မချေပြုံမှုကို2008ခြေဦးကိုကင်ပြီးတော့ထုတ်ပေါ်မပြောရဲကြဘူး။ကာလုံပွဲဟာခြေဦးတတ်မှတ်ချက်တိုင်းမဟုတ်တဲ့သူက မာလာဘာလို့လို့တရားမဝင်ဘူးဆိုတာကိုလည်းထောက်မပြရကြဘူး။ကုံကုံပြောရရင်ပြင်းမဲ့ကလေးငယ်တွေစာတင်ချားနေတာကိုလေရင်နဲ့ဘုံမချဲတဲ့ဘူးလို့တောင်တလုံးတလေတောင်မဟာခဲ့ဘူး။ဒီဘာတွေကိုစကြောင်းထိုးနေင်းလေးကိုမိရှုပွေးသမ ्या ပြည့်စည်တဲ့အကုံယူမြင်သမ ्या လိုလိုက်ပြက်မိတဲ့သူမှန်သမ ्या ရဲရဲဆက်ဆက်တက်ပြစ်နေချားတာမျိုးဆိုမကြားခြင်းအောင်မသိခြင်းအောင်မမြင်ခြင်းအောင်ဆောင်ပြီးစောက်ပင်းနေစောက်ကန်းနေလို့လုံနေကြတာတို့ရပါလိမ့်မယ်။အဲ့ဒီတော့ရွေးကောက်ပွဲဝင်မဲ့ပါတီခေါင်းဆောင်ဆိုတဲ့ကောင်းလေးကိုရော ဘောမားနဲ့စက်တက်ထောက်ခံတဲ့အဖွဲ့တွေကိုရောစက်တက်နဲ့ရဲမိသားစုအဖွဲ့ဝင်တွေကိုရောအထူးသဖြင့်လေတမ်းမိသားစုဝင်တွေကိုပါဘာလို့တင်တယ်လဲလို့ဒါပြည်သူတွေပြက်ပြက်တတဆုံးဖြတ်ဖို့ချိန်ရောက်ပြီမပြတ်တိုင်းတော့မကြခင်ခမရတို့ရဲ့ခေါင်းမို့ကိုမာလာရဲ့လေရင်တွေတေချာပေါ့ရောက်လာပါလိမ့်မယ်အဲဒီလိုအောက်တန်းစားတွေမရှိလေပိုကောင်းလေဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးဒီနားဆင်ခဲ့တဲ့တရင်ပိတ်တများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်ပြပါတရင်တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ် အားလုံးပဲကိုစနေပြရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ